อ๋อโกมาบีกว่าမင်္ဂလာပါရှင်ပကံနေရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်းချောင်းမြို့နယ်မြောက်ဖတ်ချံမွန်ရွာမြို့နယ်အဆက်မှာရှိတဲ့ပုံတူရွာမှာမင်းညားကသတင်းကြောစီမီတပိတ်ပြုတ်လုံနေတော့မှာစစ်တပ်က လေကြောင်းကပုံကျဲခဲ့တာကြောင့်ဒီကနေ့ညအထိတေဆုံးသူ20ထက်မနည်းရှိလာပြီလို့ဒေသခံချို့ကပြောပါဗျာ မင်းည၈နာရီဝန်းကျင်မှာမုံရွာမြို့နယ်နားမြောက်တိုင်းစစ်ဌာနချုပ်နာမခါကတက်လာတယ်။ပါရာမိုတာဆက်တက်ရင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ40ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီကနေ့မှာတော့တေဆုံးသူတွေရဲ့နာရေးကိစ္စတွေပြင် သွေးမျိုးစားအစုံလဲလိုအပ်နေတဲ့အတွက်ရှာဖွေနေတယ်လို့မုံရွာခရိုင်တက်ရင်လေတက်ခွဲတော့မုံရွာနိုင်ကင်းတက်ခွဲက ထုတ်ပြန်ပါတယ်။အရေးပေါ်စေဝါအမြောက်များနဲ့သွေးမျိုးစားမျိုးစုံလိုပါတယ်။ နိုင်ရင်အတွက်လဲအကူအညီတွေလိုနေပါတယ်လို့မုံရွာနိုင်ကင်းတပ်ဖွဲ့ကပြောပါတယ်တိုက်ခိုက်မှုအတွင်းမှာမုံရွာအမြင့်လန်းတပိတ်ကော်မတီဝင်အချို့သေဆုံးခဲ့တယ်လို့သတင်းတွေထပ်ပေါ်နေပြီးပကန်နျူးကဆက်သွယ်မေးမြန်းနေသေးဖြစ်ပါတယ်ခြေကွဲရတာကို ပြောပြဖို့စကားရှာမရတော့ဘူးအားလုံးအတူတူကောင်းရာရောက်ရှိကြပါစေလို့မုံရွာအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီကဒီကနေ့မှထုတ်ပြန်ထားပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်အတောရွာမှာပြည်သူတွေထံကစက်ကြီးကောက်နေတဲ့ဒူရဲအုပ်သိန်းစောအပါဝင်ရဲလေးဦးလိုက်ပါလာတဲ့ကားကိုတစ်ခတ်ရှင်းလင်းခဲ့တယ်လို့တောင်းသားလက်ယုံတက်တော် SAF ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့မနက်၁၀နာရီခန့်မှာအဲဒီကားကိုမဟာမိတ်ပူးပေါင်းတပ်တွေနဲ့တိုက်ခိုက်ခဲ့ပြီးကားပေါ်ကရဲလေးဦးစလုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။ရဲတွေထံကနေ G3 တလက် MA11 တလက် MA5 တလက်နဲ့ခဲယမ်းပစ္စည်းတွေတင်ဆက်ရရှိခဲ့ပြီးကားကိုဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နာမခအတွင်ကို rocket ဆဲလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်တပ်ရုံးကအရာရှိ9ဦးအပါဝင်12ဦးပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ချင်းတွင်း rocket brother CRB ကထုတ်ပြန်ပါတယ်။တရင်ကျုပ်အကျိုးအဖြစ် အော်တိုဘာလ2ရက်နေ့ကရော့ကတ်ဆဲလုံးနဲ့9ချိန်မြောက်ပြစ်ခတ်ခဲ့တာလို့ CRB ကပြောပါရယ်စစ်တမ်းရုံးကအရာရှိ9ဦးရိခါကိုရောင်ဆောင်စစ်သား2ဦးတပ်တွဲမိသားစု9ဦးတို့သေဆုံးပြီးတပ်မိသားစုဝင်တွေလည်းထိခိုက်လို့တပ်စေးရုံးကိုအရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ဆိုပါရယ်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်နာမခါစစ်တမ်းရုံးအတင်းကရိခါကိုရောင်နှလုံးပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါရယ် တိုက်ခိုက်မှုကိုချင်းတွင်း Rocket Brother ကဦးဆောင်ပြီး မဟာမိတ်ပူးပေါင်းတပ်တွေက ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။နယူတော်လိုင်းကာလာအတွင်းမှာဆရာနာရှင်ကို တိုက်ထုတ်ရင်းကြာဆုံးခဲ့တဲ့စကိုင်းတိုင်းရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖအဖွဲ့ဝင်ရဲဘော်123ဦးအတွက်တရားနာကုသိုလ်ကိုအော်တိုဘာလ6ရက်နေ့သတင်းကြွလာပြည့်နေ့မှာပြုလုပ်ခဲ့တယ်လို့ရွှေဘုံပကဖကထုတ်ပြန်ပါတယ်။ အောက်မေ့ဝယ်လမ်းတရားနာကုသိုလ်ပြုအခမ်းအနားကိုကြာဆုံးအာဇာနည်ရဲဘော်တွေရဲ့မိသားစုဝင်တွေနဲ့အတူ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါဗယ်။ပဲခူးခရိုင်ပကဖာတိုက်ခိုက်ရေးစစ်ကြောင်းကို အော်တိုဘားလ9ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးကျီးသူကာကွယ်တပ်မတော်အထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကိုကဲမှုအောက်မှာတာဝန်ထမ်းဆောင်မယ်လို့အဲဒီစစ်ကြောင်းကထုတ်ပြန်ပါတယ်။ စစ်ကြောင်းအနှံပွဲကို အော်တိုဘာလ9ရက်နေ့က KNU တက်မဟာတင့်နယ်မြေမှာကျင်းပခဲ့တယ်လို့သိရပါဗျ။ပဲခူးခိုင်ပခပါစစ်ကြောင်းဟာအမှတ်၈စစ်စင်ရေးနယ်မြေအတွင်းကဝေါ်ကဝတနက်ပင်ပကိုးမြို့နယ်တွေကပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရေကို ပေါင်းစည်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါဗျ။ပကံညိုးရဲ့ပေါက်ကက်အစီအစဉ်ကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ပကံတို့ရဲ့ podcast အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။